။ Alistair မပါရင်ရုံးကန်နေရတဲ့ Liverpool, Liverpool 3-1ဆောက်တဲ့နံပွဲစဉ်ကမမရရပြောစရာချင်များ ပရိသတ်များလုံးမဲ့မင်္ဂလာပါများ Blue Lion King ကနေပြန်လဲကြိုဆိုလိုက်ပါရီလေပောက်ကတော့စောက်တဲ့နဲ့ပွဲစဉ်မှာအခက်ခက်ခဲခဲနဲ့ရုန်းကန်လိုက်ရပြီမြေအဆုံးသက်မှာတော့လူချင်းနဲ့အနိုင်ရလက်ကိုရရှိခဲ့ပါရီအဲဒါကြောင့်မဲခုဆိုရင်တော့လေပောက်ကအာစနယ်နဲ့နှစ်ပွဲပိုကစားရမှတ်16မှတ်ပြီးဖြတ်လိုက်နိုင်ပြီလေဖြစ်ပါရီဘလိုပဲဖြစ်ဖြစ်လက်ထဲကငှက်တကောင်ကချုံမုတ်ထဲကငှက်တကောင်ထက်ပိုပြီးတော့တန်ဖိုးရှိတယ်ဆိုလို့ပါပဲရမှတ်ကိုလက်ထဲမှာဆုပ်ကင်ထားနိုင်ပြီးသားလေပောက်ရဲ့အနေထားကပွဲချန်နေတဲ့အာစနယ်ထက်တော့တာသေးတာဖြစ်ပါရီဒီဘက်မှာဥဆောင်ကိုစားပြီးလိုက်ရတာကြောင့်ခက်ခဲသွားခဲ့ရပြီမြေနောက်ဆုံးမှာတော့လေပောက်တို့ရှောက်နေတဲ့လမ်းကိုစောက်တဲ့နံကလည်းမတားဆီးနိုင်ခဲ့ပါဘူး ဒီပွဲစဉ်နဲ့ပတ်သက်လို့မမရပြောစရာချက်လက်တွေကိုကောက်နှုတ်တင်ဆက်ပေးရမယ်ဆိုရင်နံပါတ်1ဟီရိုကနေ0ပြန်ဖြစ်ခဲ့ရတဲ့ Alison Alison ကတော့ PSG နဲ့ပွဲစဉ်မှာလည်းဆွမ်းကောင်းနေပြသနိုင်ခဲ့ပြီးအတင်းကိုကယ်တင်ပေးနိုင်ခဲ့ပြီအခုကစားသွားခဲ့တဲ့စောက်တန်တဲ့ပွဲစဉ်မှာတော့သူ့ရဲ့အမားကနေဦးဆောင်ကိုပေးခဲ့ရပါတယ်ဘန်တိုင်းနဲ့တွေ့ကစားဖို့ကြိုးစားစဉ်မှာပြန်ပြန်ကစားမရဲ့ pressing ကိုမခံနိုင်မင်းနဲ့ကိုပေးလိုက်ရတာဖြစ်ပါတယ်လူစရောကအမားနဲ့မကင်းတာကြောင့် Alison အမားကိုဘာဘူးပရိသတ်တွေအနေနဲ့ခွင့်လွှတ်နားလည်နိုင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ် ံပါတ်၄ကွင်းပြင်မှာကြီးကြပ်ခွင့်မရခဲ့ပေမယ့်အနားရရှိအောင်လမ်းညွှန်ပေးနိုင်ခဲ့တဲ့ slot အဲဒန်တဲ့ဘွဲမှာထိခဲ့တဲ့အနီးကပ်ကြောင့် slot ကဒီဘွဲစဉ်ကိုလည်းကွင်းပြင်ကနေကြီးကြပ်ခွင့်မရရှိခဲ့ပြန်ပါဦးဒါကြောင့်လီဗာပူးကစောက်တန်ရန်ကိုခက်ခဲစွာရုန်းကန်ခဲ့ရပေမယ့်လေနောက်ဆုံးမှာတော့အသင်းနာရရှိအောင်ထိန်းကြောင်းလမ်းညွှန်ပေးနိုင်ခဲ့ပါတယ်ဓမ္မဝင်းဖြီချိန်မှာတော့ slot ကအဝေလဲကန်းထဲမှာသူကစားမားတွေကိုစကားပြောဆိုညွှန်ကြားခွင့်ရရှိခဲ့ပြီးဒါကလီဗာပူးပရိသတ်ရဲ့စိတ်ကိုခွန်အားတွေပေးခဲ့ပြီးတော့ဘွဲကဒုတိယပိုင်းမှာလှည့်ပြောင်းပြန်ဖြစ်ခဲ့ရပါတယ်နံပါတ်3 နောက်ထပ်ဆန်းကျင်မှတ်တမ်းတစ်ခုရရှိခဲ့တဲ့ဆာလာမြောင်းနေစာဆွမ်းဆောင်ရည်နဲ့ခြေဆွမ်းကောင်းတွေကိုပြသနေတဲ့ဆာလာကအပတ်စဉ်တိုင်းလေပေါင်းအတွက်တစ်ခုမဟုတ်ရင်တစ်ခုဆွမ်းဆောင်ပေးနေကြဖြစ်ပါတယ်ဒီဘက်မှာလည်းဆာလာကပင်ရွေသင်းကိုနှစ်ကြိမ်ထိသွင်းယူခဲ့ပြီးဒီကနေ့ရသည်မှာဆာလာရဲ့ပရီးမီးယားလိဂ်ကိုပေါင်းဝင်ပတ်သက်မှုက44ကြိမ်ထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်ဒါကလေပေါင်းရဲ့တမိုင်းတစ်လျှောက်ဒီလောက်ပွဲစဉ်ပြီးမှဘယ်သူကမှမဆွမ်းဆောင်နိုင်ခဲ့တဲ့ဆန်းကျင်မှတ်တမ်းတစ်ခုလည်းဖြစ်ပါတယ် ဗမာလီပွဲစဉ်တွေကစားလာတော့ပွဲ30တောင်မှမပြေသေးပေမယ့်ဆာလာရဲ့လီသွင်းကိုကလည်း29ကိုရီရှိလာခဲ့ပြီဖြစ်ပါရင်နံပါတ်၄လီဘောက်ကိုထပ်မံကဲတင်ခဲ့ပြန်တဲ့နူနက်စ်နူနက်စ်ကိုတော့ဘယ်လိုပြောရမလဲမင်းဘယ်လိုနားလည်ရမလဲမင်းမသိတော့ပါဘူးအပိုင်ကိုသွင်းချက်တွေဆိုရင်ဒေါဂန်တောင်ကန်ကြီးရှောက်လုံနေတက်ပေမယ့်အသင်းကလိုအပ်နေချိန်မှာဆိုရင်တော့ခက်ခဲတဲ့အနေအထားကနေသင်ကိုရီသင်ယူပေးနိုင်နေတာကနူနက်စ်ဖြစ်ပါရင်ပြီးခဲ့တဲ့ PSG နဲ့ပွဲမှာအနိုင်ကိုကိုဖန်တီးပေးနိုင်ခဲ့တဲ့နူနက်စ်ကဒီပွဲမှာလည်းအသင်းအတွက်အရေးပါတဲ့ခြေပါကိုကိုသင်ယူပေးခဲ့ပြန်ပါရင်နံပါတ်9 ်အလက်စတာမပါရင်ရုန်းကန်ရတဲ့လေပါဘူးဒါကတမန်တိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ပါဘူးဒီဘက်မှာအလက်စတာမပါနိုင်တာကြောင့် Graven Bash ကပါဆွတ်အသွားခဲ့ရတာတွေ့ရပါတယ်လေပါဦးကင်းလေကလည်းစောက်တန်းကိုပထင်မှတ်နဲ့ရုန်းကန်ခဲ့စားခဲ့ရပါတယ်ဒါကြောင့်ပါဘူးပရိသတ်တယောက်ကအာနီစလောအနေနဲ့ဒါကိုတင်နိုင်လိမ့်မယ်လို့ပြောလင့်ပါတယ်အလက်စတာကငါတို့အသင်းရဲ့ဦးဆောင်သူပဲသူမကစားနိုင်တဲ့အခါမှာအသင်းကဘောလုံးအသင်းမဟုတ်တော့ဘဲနဲ့ဗောလီဘောအသင်းနဲ့တူနေတယ်ဆိုပြီးတော့ပြောခဲ့ပြီးကြပရိသတ်တဲ့ဦးကလည်းအေပေါကအလက်စတာမပါဘဲနဲ့စောက်တန်းကိုနောက်ကျရင်ထက်ကရင်နိုင်မှာမဟုတ်တော့ဘူးဆိုပြီးတော့ ပြောခဲ့တာဖြစ်ပါတယ်။ Brown အနေနဲ့ကဒီနေ့ကစားခဲ့တဲ့လေပေါ့ရဲ့ခြေစွမ်းပေါ်ဘယ်လိုများမြင်မိကြပါလိမ့်မလဲ။ comment ကနေပြောပြပေးသွားခဲ့လို့ရပါတယ်။ဗီဒီယိုကိုစောင်းနေလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ။